ဟယ်လို what's up guys မင်္ဂလာပါဒီဒီခါတော့ကျွန်တော်တို့လူမျိုးတိုင်းလူမျိုးတိုင်းမှာရိုးရာတလင်းလေးတွေရှိကြတယ်ဗျာနော်အဲဒီဒီခါတော့ကျွန်တော်တို့ရခိုင်ဘက်ကထူထားတဲ့ထူထူခြားခြားရိုးရာတလင်းလေးတစ်ခုဖြစ်တဲ့ဒီနတ်ပူဇော်ပတ်တာမှုနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးတစ်ခုကိုကျွန်တော်တို့ကြည့်အောင်နော်ဒါကတော့ဗုဒ္ဓဘာသာအဖြစ်အရှာနေတာမှာနော်အဲကျွန်တော်နဲ့တို့ရခိုင်နတ်ပွဲတပွဲတော့ကြည့်အောင်โอเคอ่า 睡着，睡着。 င်ဒါလေးကတော့ရခိုင်ရခိုင်ကတလေထုံစံလေးတစ်ခုဖြစ်တဲ့အနတ်ပူဇော်ပတ်တာဘွေပေါ့ရောရှင်နတ်ဆိုတော့ပို့ပြီးတော့ပြည့်စုံပါပေါ့လေနော် ရောရှင်နတ်ပူဇော်ပတ်တာဘွေပေါ့ဒါဒါကတော့ပြကျွန်တော်အထင်တယ်သူတို့ကအလေယာဉ်ကန်တာတွေအဲ့လိုကျမ်းမာရေးကန်တာတွေနဲ့ပတ်သက်ပြီးတော့ဒီဒီနိုင်ကိုပူဇော်တာဖြစ်ဖို့များပါတယ် တို့က3နှစ်တို့က3နှစ်တခြင်း2နှစ်တခြင်း4နှစ်တခြင်းအဲ့လိုပူဆော်ရတာဗျာနော်ဒါတရောနဲ့တရောတော့မတူနိုင်ပါဘူးနော်တချို့ရောမှာကြာတော့တဲ့2နှစ်တချို့ကြာတော့တဲ့3နှစ်အဲ့လိုဖြစ်ရင်ဖြစ်မှာပါတို့ကအဲ့လိုနိုင်တယ်ကိုပူဆော်ပေးရတယ်ဗျာနော်တို့မှအိမ်မှာကြာတော့တို့ကနိုင်စင် နိုင်စင်တွေပါတော့မရှိဘူးနော်ယောရှင်နိုင်ဆိုပြီးတော့တို့ကဒီတစ်ပင်ကြီးတစ်ပင်ပေါ်မှာနေပြီးတော့ဒီနိုင်ကိုနိုင်ကိုတို့ကထားပြီးတော့မှပူဆော်ပူဆော်တာပေါ့တို့က ဆိုတော့ဆက်ကြည့်အောင်နော်။ဒါဆက်ပြုံးမယ်နော်။ ဒီ night တွေမှာကြတော့သူတို့ရဲ့အာဟောပါဗောအာဂိုင်းကနာရှိတယ်ဗျာနော်သူတို့မှာဒီခိုင်မှာကြတော့လေဒီ night တွေမှာကျွန်တော်ထင်တယ်ဒီဒီအဖေါ်ကြီးတရားကတော့ကျွန်တော်ထင်တယ်ဒါခဲချုပ် night ရဲ့ခဲချုပ်ဖြစ်ပေါ်များပါတယ်နော်ဘာဆိုတော့နောက်လူဒီဖကဒီဖကဘောတော်တွေကဘောတော်တွေကသူ့ကိုမျက်နှာမူပြီးတော့ကားပင်နေရတာဆိုတော့လေအာသူကခဲချုပ်ဖြစ်ပေါ်များပါတယ်သူတို့မှာခဲရှိတယ်ဗျာနော်ခဲချုပ်အဲ့လိုရှိတယ် နော်သူတို့မှာဒါဒါသူတို့ရဲ့ရိုးရာပေါ့ရခိုင်ရဲ့ရိုးရာပေါ့နော်ဒီလူတယောက်တင်းနေတာကတော့အာ ဗမာပြည်ဖက်မှာဗမာပြည်ဖက်မှာတော့မရှိတော့ဘူးထင်ပါတယ်ဗျာเนาะဒီကနိုင်ပွေးတယ်မှာတော့ကျွန်တော်တော့အာတော်လည်းမတော်ဘူးပါဘူးเนาะအာဒါမဲ့ live board တွေမှာလည်းအဲ့လိုတော့မတွေ့ပါဘူးသူတို့ကတော့ဒီရခိုင်အဝေါ်ကအခေါ်ဝေါ်ကြတော့ဒါကပိုက်လို့ခေါ်တယ်ဗျာเนาะပိုက်ဒီဒီဟာလည်းဟောသူဒီဖက်ကတယောက်တီးနေတာเนาะသူကဘုံနဲ့လည်းမတူမတူဘူးဗျာသူကဘုံကြတော့နေနေဝဲဝဲလေးနေတယ်သူကြတော့နေနေအာရှေရှေလေးနဲ့အဲ့လိုအဲ့လိုအဲ့လိုလုံးလုံးလေးပေါ့เนาะ သူကအိုးစေးနဲ့လည်းမတူပါဘူးအိုးစေးကြတော့အဝဲတစ်ဖက်ကကြည်ပြီးတော့တစ်ဖက်ကကျင်းနော်ဆိုတော့သူကကြတော့အဲ့လိုတန်းတန်းကြီးသွားတယ်သူကပိုက်ကောင်းမှပဲသူကဒီ night တွေကကောင်းလို့ပြောတယ်ဗျာ night ကောင်းဆိုတော့ကတော့ night တွေကားလို့ကောင်းတာပေါ့လေနော်ပိုက်ပိုက်အတီးကောင်းမှသူက night ကအကားလို့ကောင်းတာပေါ့သူက night ဟိုဟာစကားပုံလေးတခုရှိပါတယ်နော် night ချမ်းရင်သူကပိုက်ချမ်းနဲ့လေးရတယ်ဆိုပြီးတော့လေ night ချမ်းရင်ဗျပိုက်ချမ်းနဲ့လေးရတယ်နော်တော့မှ နိုင်ဒီနိုင်ဘယ်လောက်ဆိုးလဲဒီနိုင်ထက်ဆိုးတဲ့အဟာလာရင်ဒီနိုင်ကပြောချသွားတာပဲပေါ့အဲ့လိုပုံစံမျိုးနော်နိုင်ချင်ရင်တော့ပိုက်ချင်းနဲ့လဲရတယ်ဆိုပြီးတော့စကားပုံလေးရှိပါတယ်ဆိုတော့ဒီဒါကတော့ဒါကတော့ပိုက်အကြောင်းလေးပြောပြတာပါဆက်ကြည့်အောင် ဒီထဲမှာပြကျွန်တော်လည်းဘုဒ္ဓားလေးတခုပေါ့နော်ဒီ night night ကတော်လို့ခေါ်မလား night ခိုင်လုံကတော့ night ဆီယာမလို့ခေါ်ပါတယ်နော်ဒီ night ပူပြီးတော့ကားတဲ့မိမကြီးတယ်ပေါ့သူက night ဆီယာမလို့ခေါ်တယ်သူက night ပေါ့တယ်ဆိုတာလည်းတခုရှိတယ်ဗျ night ပေါ့တယ်ဆိုတာဘယ်လိုပေါ့တယ်ဆိုတော့သူကအမ်ဘယ်လိုပြောမှာဒီ night ကတော်ဖြစ်သွားတာပေါ့ night ဆီယာမဆိုတာဖြစ်သွားတာပေါ့ အဲ့ဒီအချိန်မှာသူကနိုင်ဝင်ပြီးတော့သူကယူသူလိုဖြစ်လို့ပြောတယ်ဗျာနော်နိုင်ဝင်ပြီးတော့ယူသူလိုဖြစ်တယ်အဲ့လိုယူသူလိုဟိုလျှောက်ပြဲဒီလျှောက်ပြဲအဲ့လိုပုံစံမျိုးပေါ့စိတ်စိတ်လွတ်တတိလွတ်သွားတာပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားနေတူပါတယ်နော်အဲ့လိုပြောတမ်းကြဘူးတယ်ပြီးရင်ဒီနိုင်သရှင်တွေကြတော့သူကအစာရွက်ကဆက်ကူစာအုပ်တွေကအဲ့လိုကျက်ထတာမဟုတ်ဘူးဗျာသူတို့ကဒီတက်အလွတ်ရတော့ပြောနော်ဒီနိုင်ပေါင်းသွားတဲ့ဒီအဲနိုင်ကတော်တယောက်ဟာ ဒီ night ရှင်တွေကိုသူတို့ကကြက်မှိုက်စရာမလိုတော့ဘူးလို့ပြောရတယ်နော်သူတို့ကအလွိုက်ရပြီးသားတရားတွေဆိုတော့ဒါအထူးတော့ထူးဆန်းနေဗျနော်ဒီလူတအုပ်ကြီးလုံးဟာဒီတရှင်ကိုအတူတူဖြိုက်လူလေးဆိုပေးနေတာကနည်းတော့ထူးဆန်းတယ်နော်အဲ့လိုအလွိုက်များတကယ်ရနေတာလား night ပေါက်တော့ရင်တော့အဲ့လို night ရှင်တွေကိုသူတို့ကကြက်စရာမလိုတော့ဘူးလို့ပြောတယ်ဗျာနော်အဲ့လိုကြားဘူးတယ်ဆိုတော့ ်ဖြစ်နေဖြစ်မှာပေါ့နော်เนาะဒါအတော့နည်းနည်းစဉ်းစားကြရလဲပေါ့ဒီနိုင်သရှင်နိုင်သရှင်တပုံးလေးကိုသူကအကုန်လုံးပြိုင်သူဟိုအတူတူဆိုနေတာဆိုတော့လေဒါဖြစ်ကောက်ဖြစ်နေပါတယ်เนาะဆက်ကြည့်အောင် နောက်တစ်ခုကြတော့ဒီဗမာပြည်နဲ့ဒီရခိုင်နဲ့ကော်တာလေးတစ်ခုကြတော့ပါဟောလဲဆိုတော့ဒီရခိုင်မှာကြတော့နိုင်နိုင်ဝင်တဲ့ဒီဟွာမှာကြတော့နိုင်ကတော်လို့ပြောမလားနော်အာ तू ကမိမပဲရှိတာဗျနိုင်မပဲရှိတယ် तू ကနိုင်ထီးတွေသိမရှိဘူးနော်သူတို့ကနိုင်ထီးမရှိဘူးဗျသူတို့မှနိုင်ထီးမရှိဘူးဒီဗမာပြည်ဖက်မှာကြတော့ကိုကြီးကျော်တို့ဗာရေငန်ဘိုက်ဗာဥချင်းဗာတို့ဥချင်းကြီးတို့ဗာတို့အဲ့လိုအထီးတွေရှိတယ် ဒီခိုင်မာကြတော့သူကဒီနိုင်ကတော်တွေကြတော့အထီးမရှိဘူးကအဓိကကတော်တွေပဲရှိရသူကနော် နိုင်ကတော်တွေပဲရှိရနော်နိုင်မိမပေါ့နိုင်မတွေပဲရှိရသူကနိုင်ထီးမရှိဘူးကနော်ကျွန်တော်မြင်ဖူးကြောက်ဘူးတော့ဒီကားရဲ့ပွေးတယ်မှာပေါ့လေနော်နောက်နေရာမှာတော့အထီးတွေပါလေရှိရင်ရှိကောင်းရှိနေပါလေဒီကားတဲ့နေရာတွေမှာကြတော့ဒီပိုက်ဆရာတွေကလွှဲရင်နောက် အထီးမရှိဘူးကเนาะအမားတွေရဲ့ဘက်သူကเนาะအခုလေးကြည့်ပါဒီအထီးမှာကနေရကအကုန်လုံးပိုက်ဆရာလွှင့်တော့အမားရဲ့မိပါလိမ့်မယ်ဒါအမားတွေကြီးပဲနော် သူတို့ကအထီးမရှိဘူးဗျာနော်ရခိုင်နိုင်ပွဲအဲ့လိုနိုင်ပွဲတွေမှာရတော့သူတို့ကအထီးမရှိဘူးနော် နိုင်မတွေပဲရှိရအထီးတွေကဘေးရောက်နေနေမသိဘူးသူတို့ကတော့အရင်အထီးကြံဆိုင်မယ်နဲ့တူပါတယ်နော်ဒါဒါမြင်ဖူးတဲ့နိုင်ပွဲတိုင်းမှာပါဒါဒါကတော့တကယ်တကယ်ပြောတာပါ နော်နောက်တော့မဟုတ်ဘူးဒါအထီးဒီကားတဲ့အထီးမှာပြောပြောပြတာပါနော်နောက်အပြင်မှာတော့ရှင်ရှိမှာပေါ့ဒီဒီရိုးရနတ်ပူဇော်တဲ့ပန်းသားတဲ့ပွင့်မှာ night ဒီလိုကားပြီးတော့မရှိဘူး night မှလည်းပဲရှိရနော်ဆိုတော့ဒီဟာကတော့ရခိုင်ရဲ့ရိုးရာတစ်ခုဖြစ်တဲ့ night ပူစောအော်ပတာဝင်နေပေါ့ဗျာနော်ဒါကတော့ဘုဒ္ဓအဖြစ်လေးပြန်ပြီးတော့ဝင်ငှားလိုက်တာပါ Okay bye bye see you next video